ာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအနီးရဲ့အသွေအသွေကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့ချူပါ။ဒီနေ့မေလ18ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ကျောင်းတွေစိတ်ယုံတွေမှာပြည်သူကာကွယ်ရေးတပ်တွေတက်ဆွဲထားတာမရှိဘူးလို့ပြည်အောင်စုဝင်းကြီးဒေါက်တာဇော်ဝေဆိုးကပြောကြားလိုက်တဲ့သတင်း ကျမရေးဝင်ကြီးဌာနရဲ့ဒုဝင်ကြီးအဖြစ်ပေါမောက်ခဒေါက်တာခင်မောင်လွင်ကိုခန့်အပ်လိုက်တဲ့တည်။တက်ဆယ်မျိုးပေါ်ကအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦး PDF view ဟာအမှတ်52ထံတနက်နှစ်လက်နဲ့အတူ အလင်းဝင်လာတဲ့တည်။အလမစစ်မှုတန်းတပ်သား2ဦးဒေါနာတက်ရင်တက်ခွဲ9ထံတနက်နဲ့အတူအလင်းဝင်ရောက်လာတဲ့တည်။ ကြိုက်ထုံမြို့နယ်မှာအကြက်ဖက်စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်ဒေသခံပြည်သူ၃၀၀နီးပါးထွက်ပြေးတိမ်းရှောင်နေရပြီးရောနေရာထိုင်ခင်းစားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်ဆိုတဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်ဟာနာရှင်တော်လှန်ရေးဆန္ဒပြလူထုသပိတ်သတင်းတွေပဲဖြစ်ပါတယ်။ ကျောင်းတွေစေယုံတွေမှာပြည်သူကာကွယ်ရေးတပ်တွေတက်ဆွဲထားတာမရှိဘူးလို့ပြည်အောင်စုဝင်ကြီးဒေါက်တာစောဝေဆိုးကပြောကြားလိုက်တဲ့သတင်းကိုပထမဦးဆုံးတင်ဆက်ပေးပါမယ်။စုံမထိန်ချုပ်နေမြေတွေမှာရှိတဲ့ကျောင်းတွေစေယုံတွေမှာပြည်သူကာကွယ်ရေးတပ်တွေတက်ဆွဲထားတာမရှိဘူးလို့တတိကျကျခိုင်ခိုင်မာမာပြောနိုင်ကြောင်းစက်မရေးဝင်ကြီးဌာနနဲ့ပညာရေးဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဒေါက်တာစောဝေဆိုးကပြောကြားလိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်ကအိုးတိမ်တွင်ကျေးရွာစတင်ကြောင်းကိုဘုံကျဲတိုက်ခိုက်မှုကြောင့်ចောင်းသားနဲ့ဆရာတွေတေဆုံးခဲ့ရတဲ့ဖြစ်စဉ်ပေါ် PPTV နဲ့အင်တာဗျူးပြုလုပ်ခဲ့ရမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါတော်လည်ရဲ့အစမှာတော့ဓာရီကိုကျွန်တော်တို့ထိမ့်ဖို့တော်တော်ခက်ခဲတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့2022ခုနှစ်ခေတ်ကဘယ်ចောင်းမှာမှចောင်းစေးုံတွေကိုတတ်မဆွဲဖို့ဆိုတာကျွန်တော်တို့ညညာချက်တွေထုတ်ပြန်ပြီးသားကျွန်တော်တို့ဥပဒေအနေနဲ့တတ်မှတ်ပြီးသားလည်းဖြစ်ပါတယ် ဒါကြောင့် MOD နဲ့ MOHAIM နဲ့ MOE MOH တို့နဲ့ညှိပြီးတော့ဘယ်ကြောင့်ဘယ်စေးရုံစေကမ်းမှာမှ တက်မဆွဲဖို့ဆိုတာကျွန်တော်တို့ဆောင်ရွက်တယ်။တကယ်လို့တက်ဆွဲတယ်ဆိုရင် အရေးယူတယ်၊အတိပေးတယ်၊အပြစ်ချမှတ်တယ်။ဒါတွေလုပ်နေတဲ့အတွက်အခုချိန်မှာတော့ဘယ်ကြောင့်ဘယ်စေးရုံမှာမှတက်ဆွဲထားခြင်းမရှိဘူးဆိုတာကျွန်တော်အနေနဲ့တိတိကျကျခိုင်ခိုင်မာမာပြောနိုင်ပါတယ်လို့ပြည်အောင်စုဝင်ကြီးဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဒါပြင်စာသင်ကျောင်းတွေလည်းကိုလက်နက်ကင်ဖွဲ့အနေနဲ့ယူနီဖောင်းနဲ့လက်နက်တွေနဲ့ဆိုရင်ဝင်ခွင့်မပြုဘူးဆိုတာကိုလည်းစီကတ်အနေနဲ့သတ်မှတ်ထားတယ်လို့ပြောပါတယ်။တကယ်လို့ဆိုရင်ကျွန်တော်တို့ကျောင်းတွေမှာဆိုရင်ယူနီဖောင်းနဲ့လက်နက်တွေတော့ဝင်ခွင့်မပြုပါဘူး။အဲ့ဒါလည်းအခုချိန်မှာဒါစီကတ်အနေနဲ့သတ်မှတ်ထားတာဖြစ်ပါတယ်။ကျွန်တော်တို့ကျောင်းတွေရဲ့သင်ကြားရေးကျောင်းတွေလွတ်မြောက်နေတဲ့ဒေသတွေမှာရှိတဲ့ကျောင်းတွေမှာဆိုရင်ယူနီဖောင်းနဲ့လူတွေတော့ဝင်ခွင့်မပေးဘူး။ ဒါပေလက်နဲ့တယ်ဆောင်ခွင့်လုံးဝမပေးပါဘူးဆိုတာကိုကျွန်တော်အနေနဲ့တိတိကျကျပြောချင်တယ်လို့ပြည်အောင်စုဝင်ကြီးဒေါက်တာဇော်ဝေဆိုးကပြောပါတယ်။အစိုးရအဆက်ဆက်ဆောက်လုပ်ခဲ့တဲ့အကြောင်းတွေစေယုံတွေကမြေပုံညို့မဘာညတွေကအကြမ်းဖက်စစ်တပ်ထံမှာပေါက်ကြားထားပြီးဖြစ်တဲ့အတွက်အဲ့လိုနေရာမျိုးတွေမှာ PDF တွေအနေနဲ့တက်ဆွဲစရာအကြောင်းကိုမရှိဘူးဆိုပြီးတော့လည်းပြည်အောင်စုဝင်ကြီးကပြောထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝင်ကြီးဌာနလက်အောက်မှာရှိတဲ့စာသင်ကျောင်းတွေရဲ့ကျောင်းဖွင့်ချိန်ကျောင်းပိတ်ချိန်တွေကမြေပြင်အခြေအနေပေါ်မူတည်ပြီးဆောင်ရွက်ရတာဖြစ်တဲ့အတွက်အခုလိုမေလအတွင်းမှာလည်းအိုးတိမ်ရွာမှာစာသင်ပေးချင်ရခြင်းဖြစ်တယ်လို့လည်းပြည်အောင်စုဝင်ကြီးကပြောကြားထားပါဗျ။အိုးတိမ်တွေရရဲ့ဒီနေရာမှာရှိနေတဲ့စာသင်ကျားကြီးကလည်းဒီအချိန်မှာရှိနေတာဖြစ်တဲ့ ကျွန်တော်တို့မှာကြောက်ပိတ်ချိန်တွေကြောက်ဖွင့်ချိန်တွေကတော်လည်ရေးရဲ့အခြေအနေမြေပြင်အခြေအနေမြေပြင်ဆိုးမမှုတွေစောစောကဒီလိုမျိုးအကြက်ဖက်စစ်တပ်ရဲ့အန္တရာယ်တွေနဲ့ဓာတ်တွေနဲ့ကျွန်တော်တို့ကချိန်ဆရှောင်လွဲပြီးတော့တင်ကြရတာဖြစ်တဲ့အတွက်ဒီအိုးတိမ်တွေကြောင်းရဲ့စာတင်ခြင်းကအခုလိုဖြစ်နေတာဒါဒီတကြောင်းနဲ့လည်းမဟုတ်ဘူးမြန်မာနိုင်ငံအနှံ့လွတ်မြောက်ဒေသတွေမှာပေါ့လေမြေပြင်ကတော့သူတို့စစ်ကြောင်းမထိုးနိုင်တော့ဘူးဒါပေမဲ့ဝင်းဟင်သူတို့နှောက်ရက်တွေအများကြီးရှိတယ် နောက်ပြီး air strike တွေအများပြားလဲရှိတယ်။ဒါကြောင့်အဲ့ဒါပေါ်မှာချိန်ဆပြီးတော့ကျွန်တော်တို့တင်ကြားရေးတွေဆောင်ရွက်နေတဲ့စနစ်ကိုကျွန်တော်တို့ကသွားနေရဖြစ်တဲ့အတွက်တချောင်းနဲ့တချောင်းတစ်မျိုးနဲ့တစ်မျိုးတင်ကြားချိန်မတူတဲ့အတွက်အခု old တွင်ရရဲ့တင်ကြားရေးကလည်းအခုလိုမျိုးမေလမှာစတင်နေရခြင်းဖြစ်တယ်လို့ပြည်အောင်စုဝင်ကြီးဒေါက်တာဇော်ဝေစိုးကရှင်းပြထားပါဗျ။ အကျန်းဖက်စစ်တပ်ရဲ့အိုးတိမ်တွင်ကြေးရွာစတင်ကြောင်းကိုလေးကျောင်းကနေတိုက်ခိုက်မှုကြောင့်ကျောင်းသား22ဦးနဲ့ဆရာ2ဦးစုစုပေါင်း24ဦးသေဆုံးခဲ့တာပါရှင်။ဆက်လက်ပြီးတော့ကျန်းမာရေးဝန်ကြီးဌာနရဲ့ဒုဝန်ကြီးအဖြစ်ပေါမောက်ခဒေါက်တာခင်မောင်လွေကိုခန့်အပ်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရစံမှရေးဝင်ကြီးဌာနရဲ့ဒုတိယဝင်ကြီးအဖြစ်ပေါမောက်ခဒေါက်တာခင်မောင်လွေကိုခန့်အပ်တာဝန်ပေးလိုက်တယ်လို့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကထုတ်ပြန်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီအနေနဲ့2020ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေပြည်သူလူထုကဒီမိုကရေစီနှီးကြအနှင်းလိုက်တဲ့အာဏာကိုကျင့်သုံးပြီးတော့ဖက်ဒရယ်ဒီမိုကရေစီပြည်ညံအရပေါမောက်ခဒေါက်တာခင်မောင်လွင်ကိုအခုလိုခန့်အပ်တာဝန်ပေးလိုက်တာလို့ဖော်ပြထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့တက်ဆယ်မျိုးပေါ်ကအစံဖက်စစ်ကောင်စီတပ်သား2ဦး PDF ဖြူဟာအမှတ်52ထံတနက်2လက်နဲ့အတူအလင်းဝင်လာတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမှတ်1စစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်ဖြူဟာအမှတ်52ပေါ်ဟူးစစ်ကြောင်းစီကိုအစံဖက်စစ်ကောင်စီတပ်သား2ဦးတနက်2လက်နဲ့အပါယူလာကအလင်းဝင်ခဲ့ပါတယ်။ တက်ဆယ်မျိုးပေါ်မှာ အခြေကျတက်ဆွဲနေတဲ့အကျန့်ဖတ်စစ်တပ်ခမရ361တရင်ကတပ်သား2ဦးဟာမေလ12ရက်နေ့မှာ MA1 တလက် MA2 တလက်ခဲရန်ချီအီးပြင်းနဲ့ဆက်သွယ်ခိုးလုံခဲ့တာပါအဆိုပါအလင်းဝင်လာတဲ့တပ်သားနှုတ်ကိုငွေကျပ်350စီပေးအပ်ခဲ့တယ်လို့ PDF view ဟာအမှတ်52ကအသိပေးထုတ်ပြန်ထားပါဗျ။အကျန်းဖက်စစ်တပ်ခေါင်းဆောင်တွေရဲ့တက်တွေးကြီးနယ်ငိုင်းငင်းနှိမ့်ဆက်မှု မတရားမှုတွေကိုလက်မခံချင်တာကြောင့်ပြည်သူဖက်တော်သားအဖြစ်အမှန်တရားဘက်ကိုကူပြောင်းချင်တဲ့ဆန္ဒအရအလင်းဝင်ခဲ့တာလို့အလင်းဝင်တပ်သားနှုတ်ကဖွင့်ဟပြောဆိုထားပါတယ်အကြံဖက်စစ်ကောင်စီတပ်သားတွေအနေနဲ့ပြည်သူကာကွယ်ရေးတပ်မတော်စီကိုအလင်းဝင်ပြီဆိုပါကနှွေးထွေးစွာကြိုးစုံနေမှာလို့အတိပေးဖိတ်ခေါ်ထားပါတယ်ရှင်။ ထပ်မံပြီးတင်ဆက်ပေးမှာကတော့အရမစစ်မှုတန်းတပ်သား2ဦးဒေါနာတက်ရင်တက်ခွဲခုနှစ်ထံတနက်နေ့အတူအလင်းဝင်ရောက်လာတဲ့သတင်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနတောင်ပိုင်းစစ်ဒေသပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတက်ရင်တက်ခွဲခုနှစ်ချိန်မုံရေးတက်ခွဲထံအာရမစစ်မှုတန်းတပ်သား2ဦးတနက်တလက်အပါယူကအလင်းဝင်ခဲ့တယ်လို့လောင်းလုံး Peninsula Force ရဲ့တည်င်းပြန်ကြားရေးတာဝန်ခံရဲဘော်လီယိုက PPTV ကိုပြောထားပါဗျာ။ ကံပေါအခြေဆိုင်ခလာယ203ကတက်သားနဲ့ဖိတ်မျိုးကအခြေဆိုင်ခမာယ101ကတက်သား2ဦးဟာ MA1 တလက် G box နှစ်ခုကြည်စံအတောက်200တို့ကိုယူကမေလ၄ရက်မှာခိုလုံဝင်ရောက်ခဲ့တာပါသူတို့ကအာရမစစ်သားစုဆောင်ခဲ့ရပြီးအပတ်စဉ်ရှစ်သင်တန်းစင်တွေပါကျွန်တော်တို့တက်ကိုစစ်သားအလင်းဝင်တာဒါပထမဦးဆုံးပါပဲ အရင်ကရဲမေတယောက်လင်းဝင်ခဲ့တယ်လို့လောင်းလုံးပန်နီဆူလာဖို့စ်ရဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်လီယိုကပြောပါတယ်အခုလိုပြည်သူ့ဘက်ကိုပြန်လဲကူးပြောင်းလာတဲ့တပ်သားနှစ်ဦးကိုဂုံပြုစုငွေ350ပေးအပ်ချင်းမြင့်ခဲ့တယ်လို့ဆိုထားပါတယ်ရှင်။အခုတစ်ခါမှာတော့ ကျိုက်ထုံမြို့နယ်မှာအကျန်းဖက်စစ်ကောင်စီရဲ့အကျန်းဖက်လုံရက်တွေကြောင့်ဒေသခံပြည်သူ3000နီးပါးထွက်ပြေးတိမ်းရှောင်နေရပြီးနေရထိုင်ခင်းစားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတဲ့ဆိုတဲ့သတင်းကိုပြောပြပါမယ်။ကရင်မျိုးသားအစည်းအရုံး KNU ကော်တူလေးအုပ်ချုပ်နေမြေတထုံဒူးတထူခရိုင်ကျိုက်ထုံမြို့နယ်အတွင်းအကျန်းဖက်စစ်ကောင်စီရဲ့အကျန်းဖက်လုံရက်တွေကြောင့်ဒေသခံပြည်သူ2922ဦးထွက်ပြေးတိမ်းရှောင်နေရပြီး နေရထိုင်ခင်းစားနပ်ရိက္ခာနဲ့ကျန်းမာရေးစောက်ရှောက်မှုတွေလိုအပ်နေတယ်လို့ KNU ဗဟိုကထုတ်ပြန်လိုက်ပါတယ်အကြမ်းဖက်စစ်ကောင်စီကပြည်သူတွေကိုပိတ်မှတ်ထားပြီးလက်နက်ကြီးပစ်ခတ်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်နေရာကြောင့်ဝင်းကန်ကျင်းနယ်အတွင်းရှိဝင်းကန်ဘောကထကြောက်ရည်တွင်းကလောမြိုင်ရှမ်းစုနယ်အညာစုကျေးရွာတို့မှစစ်စုပေါင်းအင်ဂျီ654အင်ရှိ ကြာ1283ဦးမ1438ဦးစုစုပေါင်းလူဦးရေ2922ဦးတို့မှာအသက်ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ကြိုက်ထုံမြို့နယ် KNU ရှိကျေးရွာတွေကိုမေလ14ရက်နေ့မနက်7:20မိနစ်မှနေ့လယ်17:35မိနစ်အထိတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကျန်းဖက်စစ်ကောင်စီရဲ့အာမတ330တည်ရင်စခန်းမှာလက်နက်ကြီး120မမ9လုံးပစ်ခတ်ခဲ့ပြီး ပဲဂိုးတိုင်းဝေါ်မြွနဲ့ဆင်းရွာမှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်ကောင်စီတပ်ဖွဲ့ကလည်းတင်းနှင်းနှင်းမမလက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ရွှေကျင်မြွနဲ့တက်မဟာသုံးနယ်မြေကိုလည်းအကြက်ဖက်စစ်ကောင်စီကမေလ14ရက်နေ့နေ့လယ်7:52မိနစ်မှာ Jet Fighter နဲ့ဘုံးသီးနှလုံးပစ်ခတ်ခဲ့ပြီးနေ့လယ်12:03မိနစ်မှာလဲ Jet Fighter နဲ့ကြိုက်ထုံမျိုးနဲ့ကြောက်ဖြာကျင်းတဲ့အတွင်းကိုဘုံသီးတလုံးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ် ဒါပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမေလ23ရက်နေ့ည9:12မိနစ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့အမတ်တ330တပ်စခန်းမှာတင်းနှင်းနှင်းမမလက်နက်ကြီး၃လုံးပစ်ခတ်ခဲ့တယ်လို့ဆိုထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီကပြည်သူတွေနေထိုင်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိပိတ်ခတ်တိုက်ခိုက်နေရကြောင်းဒေသခံပြည်သူတွေမှာအသက်အန္တရာယ်စိုးရိမ်ထိုင်လန့်ပြီးနေအိမ်ဥစ္စာတွေ ဆုံးခွာကတိမ်းရှောင်နေရတာကြောင့်နေရာထိုင်ခင်စားနပ်ရိက္ခာနဲ့အကြမ်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေရလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါလေရှင်။ အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဖာသာပေါင်းစုံပါဝင်တဲ့ဆင်အာနာရှင်အမြင့်ပြည့်ချိန်မုံရင်လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။တနင်္လာရီတိုင်းတရချောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်မိုက်တဲဆင်ကက်မတုံးဆွဲလှုပ်ရှားမှုကိုတရချောင်းမြို့နယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကနေဦးဆောင်ပြီးမနေ့ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကမိမိတို့ဝယ်ယူသုံးဆွဲရာကနေအကြမ်းဖက်စစ်ကောင်စီအတွက်စစ်သုံးစရိတ်မဖြစ်စေနဲ့ပုံမှန်စာသားနဲ့တရုတ်ဖော်ဆန္ဒပြခဲ့တာပါတရချောင်းမြို့နယ်ကကျေးရွာချုံမှာဖက်စစ်စစ်တပ်ထုတ်ကုန်မိုက်တဲသုံးဆွဲမှုတွေတွတ်တွင်ကျကျဖြစ်လာတဲ့အတွက်အခုလိုလှုပ်ရှားမှုပြုလုပ်ရတာလို့ဆိုပါရယ်မိုက်တဲဟာဆင်ယနာရှင်စနစ်တက်ဆိုးရှိရေးအတွက်ဗန္နာငွေရှာဖွေပေးနေတဲ့ကုန်ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်ရှင် ဒါကတော့မေလ18ရက်သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူလူထုပေါင်းတဘာဝပေးလူလုပ်ပေးဆိုတဲ့ဘေးနဲ့သွယ်ကနေကင်းဝေးနိုင်ကြပါစေရှင်။ဂျေဇုတင်ပါတယ်ရှင်။